အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆိုင်ဆရာမမတ်ကျေးဦးရေးသားထားတဲ့မြစ်တာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာခြေကျင်းတရားနဲ့မိမသားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီမှာကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်။ခြေကျင်းတရားနဲ့မိမသားယောက်ျားများဤအားနည်းချက်သည်အာနာတက်ခြင်းဖြစ်၍မိမများဤအားနည်းချက်သည်တနာတက်ခြင်းဆိုသည့်စကားကို ဟုတ်လိုက်လေချင်းဟိုကျမအာဘာတရားထောက်ခံမိပါတယ်။ယောက်ျားများဤအာနာတတ်ခြင်းထက်မိန်းမများဤတနာတတ်ခြင်းကိုကျမတို့ဘေးကက်ရဲ့အိမ်မှာအမေအေးကိုကြည်ဝေးတိုက်လိုက်လေလေထောက်ခံမိခြင်းမှာတိန်နဲ့အတူနေကြသူများမဟုတ်တော့လဲနှစ်အိတ်တအိမ်မိသားစုအဖြစ်ချစ်ခင်သူများဖြစ်တော့ကြောင့်အမေအေးဟုခေါ်သည့်ဒေါ်အေးနှင့်ဘဘအေးဟုခေါ်သည့်ဦးအေးတို့အကြောင်းကို စလဲဆုံးကျမအသေးဆုံးဖြစ်ခဲ့ပါတယ်။ကျမတို့နေထိုင်ရာနေမျိုးလေးမှာ UA နဲ့ DA ဆိုသည့်အမည်တူလင်းများရှိခဲ့ပါတယ်။ UA ကျမတို့အခေါ်ဘဘအေးသည်အစိုးရဌာနတစ်ခုမှရုံးအုပ်စီရေးကြီးဖြစ်ပါတယ်။အတောင်စားကင်း၍ယူသားသောဘဘအေးသည် အသက်60ပြည့်ပင်စင်ယူပြီးချိန်အထိနေမီကောင်းနဲ့ရက်တီနိုင်ခဲ့ပါတယ်။သာသမီမရှိ၍ဒင်ကိုမရနှက်အိုးတဲ့အတွက် ိမ်ဆိုင်ဖွင့်ကတဖက်တလန်းမှာဝင်ဝေးရှာတတ်သောအမေအေးကြောင့်လဲမရှိမရှားသောဘဝဖြင့်အိမ်တွင်ရစွာရက်တည်နိုင်ခဲ့ကြပါသည်အိမ်နှင့်ယောယုံနှင့်အိမ်ကိုပတ်ဝန်းကျင်ပြုထားသောဘဘအေးသည် အသက်60ပြည့်ပင်စင်ယူပြီးချိန်မှစ၍အိမ်ထဲ၌ပလက်ကလေးထိုင်ပေါ်တွင်ငုံငူကြီးထိုင်နေလေရှိသည် ရခင်ကစကားနှက်ခဲ့သောဘဘအေးသည်ပို၍နှုတ်ဆက်ငြိမ်သက်သွားခဲ့ပါသည် အမေဘဘဘာဖြစ်နေတာလဲယင်ပင်စင်နာဖြစ်နေတာဗာလဲပင်စင်နာဆိုတာညီဘဘတော့အမေကြည့်ကျမဘဘရဲ့မျက်နှာအမူအရာကို ကြည့်ရင်းမမေရဲပါရခင်ကရုံသွားကနေမြစ်စိတ်သို့ရေချိုးဆင်းတတ်သောဘဘသည်တုံးလေးရဲ့ကြာမတခါရေချိုးဆင်းတော်တယ်ရခင်ကရုံးပိတ်သောစနေတနင်္ဂနွေရေများတွင် အမေအေးအင်ဂျင်နှင့်သူ့အဝယ်စားများကို မြစ်စိတ်တို့စင်းကကြော်ဖို့တတ်သောဘဘာသည်ဘာအလုံးများမလုပ်တော့ပဲကလထိုင်ပေါ်တွင်သာငုတ်တုတ်ထိုင်နေပါတော့တယ်ပင်စင်ယူပြီးဒေးလံထိုင်မှိုက်သွားသောဘဘာအားကြည်၍သူနှင့်ဆက်ကျင်စွာ အမေအေးသည် ပို၍တွက်လက်ထက်မြက်တို့ဖြစ်လာပါတယ်ကိုအေးဘာစားမလဲကိုအေးဒါလေးစားကြည့်ပါအောင် ကိုအေးစားကောင်းလားကိုအေးလူသာပြောလေ အမေအေးအေးဘဘအပေါ်အရေးကြီး၍ပူဇာပေးလာရသည့်အတန်များကို နေ့စဉ်ကြားနေရသည်ယခင်က ကိုကြီးလောက်ကင်ပေးသည့်အိမ်အလုံးများကိုယခုလုံမပေးတော့လဲအမေအေးဘဘအပေါ်အပြစ်တင်ညူဆိုခြင်းမရှိ ပင်စင်ယူပြီးစိတ်ဓာတ်ကြနေမှန်သိ၍ကြနေသည့်စိတ်ဓာတ်များပြန်လဲတက်ကြွလာရန်ကြိုးစားနေသောအမေအေးကိုကြည့်ကကျမတို့မိသားစုတနာခဲ့ရသည် ထို့တည်းဆိုသည်မှာအပါအေးရရှိသောပင်စင်စုကြီးငွေများကို အမေအေးအားလုံးဝမပေးသည့်အပြင်ညီမရာချောင်းလည်းအမေအေးလုံးဝမသိရခြင်းပင်ဖြစ်တယ်။အိမ်ဆိုင်ရောင်းရွေစားဝတ်နေရေးကိုဖြည့်ဆည်းနေနိုင်သည့်အတွက်ဆိုင်အတွက်လိုအပ်ချက်များကို မလင်းဟင်းစေရန်အမေအေးတယောက်တည်းပြေးလွှားဝယ်ချမ်းရတယ်။အမေအေးဈေးဝယ်ထွက်ချိန်တွင်ဈေးဝယ်သူလာပါကကလေးထိုင်ပေါ်တွင်ငုတ်တုတ်ထိုင်နေသောဘဘသည် သေးထား၍မရောပါမတိဘူးမတိဘူးဟိုသာပြောတယ်။ကျမကြားမိသည့်အခါမျိုး၌အပြေးသွား၍ဈေးရောက်ပေးရတယ်။ဘဘာဤလောရများကို မကျေနပ်သဖြင့်ကျမအမေအေးကို ပြောမိတယ်။အမေအေးဘဘာဈေးတောင်ထမရောတော့ဘူး။မပြောပါနဲ့သမီးရဲ့။ညီဘဘာငကိုကဒီလိုမှမဟုတ်တာ။စိတ်ညစ်နေတာရှိမေ။ဘဘအပေါ်အပြစ်တင်ညဉ့်ညင်စိတ်မရှိခဲ့တော့အမေအေးသည် ဘဘာနဲ့ပတ်သက်သောမယားဝတ္တရားများကိုလည်းအစွမ်းကုန်ကြေပွန်ခဲ့ပါတယ်။ဘေးမှာမြင်နေရသောကျမတို့မှသာနေစိမ့်သောဘဘအေးကိုကြားမှာအမုံပွားကအမေအေးအားပိုး၍တနာမိတယ်။ကျမတို့၏အမုံတရားများတာရှည်မခံပါ။ပင်စင်ယူပြီးစစ်လက်များကြသောအခါတောင်းရသည်ဤနနေခင်တခု၌အဲ့ရမှာအထာဘဘအေးပြည်လဲကြကား ိုတကျန်းလေငန်းဖြစ်ခဲ့ပါတယ်။ရခင်ကနှုံနေ၍ယခုလေးတွေ့သောလေတန်းဖြင့်ဇကားများဘလုံးပထွေဖြစ်လျက်ဗဇက်တွင်မှတရင်များစီကြကပါတကျန်းမှရွယ်ဆောင်နေတယ်။ညာချင်းနဲ့ညာလဲမှလုံမရနိုင်ပေ။အဲ့ရထက်နိုင်တာနေရတော့တယ်။ကိုခန္ဓာသည်ဝေဒနာကြောင့်ကြုံလီဖြွတ်တော့အင်းအားလျော့ခဲ့တော့လေ။ဒေါသစိတ်သည်ပြင်းထန်ကြီးထွားလာခဲ့တယ်။ ဒေါသဖြစ်နေခြင်းတွင်မိအေးဟုအတန်နေကြီးပြေခေါ်တတ်သလိုဝမ်းနေလျင်မျက်ရည်များဖြန့်ဖြန့်ကြခြင်းမက်အေးဟုမပီမတာခေါ်တတ်ပြန်နေခေါ်တန်ကြတိုင်းကြာရအရက်မှာဒါဘီကိုအေးရင်ဒါဘီဟု အမေအေးပြေးလာမြဲဖြစ်ပါတယ်ကိုအေးဘာလုပ်ချင်တာလဲကိုအေးဘာပြောချင်တာလဲဘာလို့ရလဲဘာဘာအေးဒူနာဝေယဝစ္စတပည့်ဈေးဆိုင်တပည့်နဲ့ အမေအေးကိုကြည့်၍တနာတော်ကျမအမေမှာမမအေးတို့တာချင်းတွေတဲကလက်တူလက်တာအခုတရခေါ်ပါကြာရင်မမအေးလဲသွားလိမ့်မယ်မမအေးလဲရင်ဦးရီအေးကိုဘသူကြည့်မလဲကို့အသက်လဲကို့သတိထားအောင်မမအေးဟုတ်ပါတယ်ငါအရင်သိလို့မဖြစ်ဘူးငါသိရင်ကို့အေးဒုက္ခအမေအေးကို့သိရင်အတွက်စိတ်မပြောင်းနိုင်လောက်အောင်ဘဘအပေါ်ချက်ခဲတယ် ကျမအမေအေးကိုကြည့်ပြီးနောက်ပြောင်ကြည့်စေမိပါတယ်။အမေအေးဘဘကိုတော်တော်ချစ်တာပဲနော်။ချစ်တာတဲ့တနာတာပါသမီးရဲ့တဲ့။ကျမအမေအေးစိတ်စော်တိုက်တော်မှုဖြင့်အမေအေးဤတူမဝမ်းခွဲတော်ဆတ်သောမတ်ချိုဆိုသည် အသက်35နှစ်ခန့်အပြိုကြီးတယောက်အမေအေးအိမ်သို့ရောက်ရှိလာခဲ့တယ်။မတ်ချိုသည်မျိုးတိထက်ပို၍အမေဘက်သို့လူနေသည့်အသားရောင်နှင့် အဝဲစားများကိုမတိမတန့်ဝတ်တန်ရုံမကညစ်ပန်လွန်လာတယ်။မိုးလင်းလျင်တနခါအပွေသားနဲ့နေထက်သော အမေအေးကမတ်ကျိုမျက်နှာပြောင်ကြီးနဲ့မနေနဲ့လေတနခါလိမ့်ပါလားဟိုဆိုလျင်ရေမချိုးပဲတနခါမလိမ့်တတ်ဘူးဟိုစင်ကြေးပေးကညနေဆောင်မှရေချိုး၍တနေ့လုံးမျက်နှာပြောင်နေနေတယ်။တနခါကိုသိန်းနဲ့အမြင်မှွေးနေတတ်သော အမေအေးနဲ့ကျွေးနန်းနဲ့ဂျိုင်းနန်းတို့ အမြဲနှံတတ်သောမချိုဘဘအညစ်အကြေးများကိုယုံရှာတတ်သောမချိုဘဘကိုပြုစုရန်စိတ်မရှိတတ်သောမချိုအားတိုင်နှင့်ချက်ပြုတ်ရေးဘက်တွင် အလုလုစေခဲ့တယ်။ငါဘတော့မှောက်ပြီးထင်ပါရဲ့။ကျမတိုက်တော့မိတာမှားပြီ။ကျမအမေနဲ့အမေအေတို့တီတိုးပြောတဲ့များကြားနေရတယ်။ဒီကိစ္စကိုကျမလည်းရိပ်မိတန်တလို့ရိပ်မိနေတယ်။ အမေအေးစိတ်မကောင်းမှဆို၍မပြောခြင်းပင်မတ်ချိုသည်ဈေးရောက်ရငွေထဲမှလိလျင်လစ်တလို့ယူ၍ရင်ပတ်ကြတော့လကောင်ခါကြတဲ့တော့လကောင်အသာဟင်းလျာချက်ပါကကောင်းပေဆိုသည့်ဟင်းတုံးများကို ခိုးဝဲစားတတ်ကြောင်းဈေးဝယ်ခန်းလျင်လျှော့ဝဲ၍ဈေးဘူးချံကယူတတ်ကြောင်းမတ်ချို၏အကျင့်တန်ပေါ်များကို အမေနှင့်အမေအေးခေါင်းချင်းရိုက်ခါဆွေးနွေးကြတယ်ယင်းနှစ်သူဝါကိုနှစ်တော်ဖြစ်ပြီး မမအေးဒီလိုလို့မတ်ချို့ကိုအိုးအေးကြည့်ခိုင်းလိုက်။ "तू ကကိုအေးကိုယုံနေတဲ့။ယုံလဲကြည့်ခိုင်း။ကြာရင် မမအေးစိုင်းပြုတ်သွားမယ်။"ကျမအမေနဲ့အမေအေးတို့နှစ်ယောက်ညက်ခါဘဘာနာတို့မတ်ချို့အားပို့ခဲ့တယ်။မတ်ချို့ရေညီဘဘာကိုထူပေးလိုက်အောင်။မတ်ချို့ညီဘဘာစားနေပြီ။ခမီးကျွေးလိုက်အောင်။မတ်ချို့ညီဘဘာအပေါ်သွားထားတာလောက်ပေးလိုက်အောင်။ဟိုအတင်းပို့ပေးခဲ့တော့ အမေအေးတူတင်မမြင်နိုင်သောကတ္တမကိုသတိထားမိပုံမရခဲ့စူးစူးစောင့်ဆောင်နေဘဘအေးဝေယဝစ္စာများကိုလှုပ်ဆောင်ပေးတတ်သောမတ်ချိုနဲ့အမေအေးလှုပ်ပေးသည်များပြဒနာရှာက ကြီးကြတတ်သောဘဘတို့တွေ့ဆုံပွဲသည်ကြမ်းလာရမ်းလာလိမ့်မည်ဟု ထင်ခဲ့ရတော့လေမတ်ချိုအားလေးတန်ပြောနေအောက်ကျုပ်ခံကစက်ဆန်သောဘဘအားကြည့်၍အမေအေး စိတ်သက်သာရာရခဲ့တယ် ထို့အတူစူစူဆောင်းဆောင်းမှပျော်ပြောင်းသွားသောမတ်ချိုကိုကြည့်ဝဲလဲအမေအေးစိတ်ချမ်းသာရာရခဲ့တယ်။ဤကဲ့သို့ဖြစ်သွားရခြင်းမှာဇနီးမဟုတ်သော အခြားမိန်းမတဦးဤပြုစုမှုကိုအားနာတတ်သောဘဘဤအားနေချက်ကြောင့်ဟိုဆိုနိုင်ပါတယ်။ကိုကျွေးမာစာကိုထူမထကိုပြုစုသည်များနှူရမည်အဖြစ်ကိုတနာမိသောမတ်ချိုဤမိမများအားနေချက်ကြောင့်လဲ ပြောင်းလဲသည်ဟုဆိုရမည်ဖြစ်ပါသည်။သို့တော်ထိုအကြောင်းပြချက်တဲ့ပုံ၍ခိုင်လုံသောအကြောင်းပြချက်မတ်ချိုအတွေ့ရှိခဲ့ပါသည်။ဘဘအားပြုစုရင် ဘဘအေအီခေါင်းအောင်စွတ်ထဲမှညားစွာသောငွေဆက်ကူများကိုမြင်တွေ့ခဲ့သောကြောင့်ဖြစ်ပါသည်။မတ်ချိုရောက်ရှိပြီးနှစ်လအကြာတွင်ဘဘအေအီကျဲမာ၏အခြေအနေကောင်းမွန်တိုတက်လာခဲ့တယ်။တကယ်လုံးများပိသားစွာ ပြောနိုင်လာခဲ့တယ်။ လမ်းလျှောက်လျင်အနှင်းငယ်ဒီယိုဆွဲခြင်းမှအပါအကန့်အတွယ်မဲ့ရှောင်နိုင်ခဲ့တယ်။ဘဘဝေဒနာတက်တာနိုင်စေရန်တရားဝန်ညွှတ်ကြားသောစေဝါအားစင်တိုင်ရင်စီဓာတ်စာဘဘယောဂအတွေ့လိုအပ်ချက်မှန်သမျှပြည့်စည်ပေးခဲ့တယ်။အမေအေးအတွေ့မှုအိမ်ဆိုင်မှဝင်ဝင်နဲ့မလုံလောက်ခဲ့သောကြောင့်အမေအေးပိုင်လက်ဝဲလက်စားမှန်သမျှငကတ်တရံသာခြံထား၍အားလုံးရှောင်ခဲ့တယ်။ တို့ကိစ္စများကိုဘဘအေးမတိကြိုးကြုံပြုပါခေါင်းအုပ်စုအတွင်မှငွေများကိုအထီမခံခင်အမေအေးကလည်းဘဘစိတ်မချမ်းသာမိကိစ္စမို့မထီမတူပဲချိုးငယ်စွာ စားတောင်းနေထိုင်ရင်ဘဘအားအရေးကြီးကတောက်လျှောက်ခဲ့သောအမေအေးတယောက်တရားနဲ့ပင်မမှုကြောင့်အဲ့ရတဲ့တော့ဘိုင်းဘိုင်းလဲတော့ဘဝတော့ရောက်ခဲ့ရတယ်လူမမနှစ်ဦးနဲ့မတ်ချိုဗျာတဲ့မီမထင်ပါနဲ့ အတော်အားရောင်ရွေ့များလှဲ့မကြီးထူထူထောင်ထောင်တန်တန်ဆွမ်းဆွမ်းဖြစ်လာတော့ဘဘအေးသည်လည်းအမေအေးအားရောင်ရွေ့များမကြီးခဲ့အမေအေးအိယာထဲမှာမထနိုင်၍အိမ်ဆိုင်ပိတ်လိုက်ပြီးသည့်နောက်ဘဘအေးနဲ့မတ်ချိုသည်နှစ်ဦးသဘောတူနေသောသူများအဖြစ်သို့ပေါ်ပေါ်ထင်ထင်နေလိုက်ကြတယ်အမေအေးကိုတနာကြသည့်ပန်ဝင်းကျင်နှင့်ကျမတို့မိသားစုအမေအေးအားပြုစုရန် အစားအစာကျွေးမွေးရန်သွားသည့်အခါတိုင်းဘပါနှင့်မတ်ချိုတို့၏အချက်အကြောင်းကင်းမဲ့သော အပြုအမူအနေထိုင်များကို မတွေ့ချင်းမြင်လျက်သာရှိခဲ့တယ်။မတ်ချိုစာကိုကြီးစာနှင့်သရာလော်သည့်အတန်များက အမေအေအတွက်ရင်းနှင့်ဆူရှာဓာတ်နှင့်စွာတကယ်သို့ခံစားခဲ့ရသည်။အတန်မထွက်ဘဲမျက်ရည်ပေါင်းများသာတလိမ့်လိမ့်စီစဉ်ရင်းကျိတ်ငိုတတ်သောအမေအေကို မေမသားချင်းကိုချင်းစားတော့တမအမေမကြည်ရတော့မမအေးတမတို့အိမ်ပြောင်းနေမလားနှုတ်မအတန်မထွဲခေါင်းညှိ၍ပြောင်းလို့ကြအမူအရာပြခဲ့ခြင်းအမေအေးတမတို့အိမ်ထဲရောက်ခဲ့တယ်ဝိတရအရာတော့ပြောအောင်မဆို၍တမအမေဘဘအေးအားတွေ့ကမမအေးကိုတမတို့ခေါ်ကြည့်ထားမယ်ဦးလေးအေးဘလို့သဘောရလဲခြေပုံကိုကြည့်ပါ နင်တို့ကောင်းတယ်လို့လုပ်ပါတဲ့ပြန်ပြောကျင်လိုက်တာပါဇက်ကိုကြားနေတာပဲဦးလေးတို့ကောင်းဖို့လုပ်ပေးတာပါလို့ဟွန်းလူကြီးဖြစ်နေလို့ပေါ့ကျမအမေဤမချီတင်ခဲ့အတန်းကျမတို့အိမ်တို့ရောက်ပြီးရဲ့အနှဲငယ်အတွင်းအမေအေးထူထောင်ထောင်ဖြစ်လာခဲ့တယ်ယောဂမမေရရမရှိပဲစိတ်ကြောင်ပင်မနှွမ်းတွေကလဲကြခြင်းဖြစ်တယ်အချိန်မှန်အိမ်အချိန်မှန်စားကပရိစိတ်တရားထိုင်နေ အမေအင်းဤသေရောခန္ဓာပါငင်းချမ်းနိုင်ပြီဖြစ်ပါတယ်။အကြောင်းသိကြတော့ပတ်ဝဲကျင်ရှိလူများသည်အမေအေးအတွက်ငွေကြေးစေဝါအစအတောင်ပံ့ပိုးကူညီခဲ့ကြတယ်။မြို့နယ်ဆေးရုံမှာဆရာဝန်မကြီးသေးပင် အမေအေးကိုစေဖို့မယူပဲလှူတာပါ အမေရဲ့ဟုဆိုကအခမဲ့ကူတာပေးခဲ့တယ်။အာလုံးဤမြစ်တာတက်ကြသူအမြန်ကျမ်းမာလာကြအမေအေးတဖွာဖွာပြောတတ်တယ်။ အမေအေးဘွားငင်းငန်းตายလာခြင်းတွင်ဘဘအေးနှင့်မတ်ချိုတို့အိမ်သည် ပူလောင်မှုဆင်းရဲမှုတို့ဖြင့်အုံကြွပောက်ပွဲလာခဲ့တယ်။ခေါင်းအုပ်စုအတွင်မှငွေများကုန်သွားသည့်အခါမတ်ချို၏ဗီဇရုပ်အားဘဘမြင်လိုက်ပြီးဖြစ်တယ်။အကိုတော်ဆက်သည် မောင်တော်ဆက်သည်ဆိုသည့်ယောက်ျားလေးများယွမ်းမမကြခနာရောက်လာတတ်ပြီးလာသည့်အခါတိုင်းဘဘအေး၏ခေါင်းအုပ်စုထဲမှငွေများလျော့နေသွားခဲ့တယ်။ အမေအီမကျမ်းမာ၍အိယာတဲ့လက်ချိန်မှာစကားဘပါအီအတွက်ဇေဝါတက်စာဘာမျှမစားရတော့ပါတမင်းနဲ့ဟင်းသေးပင်နတ်မမှန်ကျင်တော့ဘပါအီထုတ်ပေးတော်ငွေနဲ့မတ်ချိုအပြင်သို့ထွက်ခါတနင့်တဘူစားတယ်ဘပါအီအတွက်မူခေါက်ဆွဲတော့ခေါက်ဆွဲပြုတ်နေတာဝမ်းဖြေခဲ့ရတယ်သွေးရိုးရှိသောဘပါမတ်ချိုကျွေးသမ ्या ကိုစားရတယ်အငန်လေးမရောနိုင် အဆက်လည်းမရှောင်းနိုင်။ဘဘာဤကျမ်းမာရေးသည်တစားတစားချိနဲ့ရွေရွယ်လာခဲ့တယ်။ဘဘာဤသူ့မိုင်မဲမှုအတွေ့နောင်တာတရားဖြင့်ပြန်လည်သုံးသပ်လာခဲ့တယ်။အေးသောဘဘာဤဘဝမှာဦးသောဘဝသို့ရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည့်တနည်းဘုံတိုင်းဆိုသောအတန်များဖြင့်မဲ့ချိုနှင့်ဘဘာဤရန်ဖြစ်တံများကြာရတယ်။အကိုကြီးဟူသောအခေါ်မှာ နင်းကရှင်ကားဆိုသောအတန်များကြားလာရတယ်။မက်ချိုဤပောက်ပွဲတန်များမှာကြောက်ခမန်းလီလီပင်။နင်းမိမတယောက်ကို တင်တောင်းတင့်တယ်ယူထားလို့လား။ငါမှတေဃာနိမတာကိုယူထားရတာ။နင်းမပေးနိုင်ရင်ငါရွာပြန်မယ်။နင်းဟာနင်းနေနေတေးတေးနင်းအကြောင်းငါအကြောင်းမဟုတ်ဘူး။မက်ချိုဤငွေတောင်းသည့်ကျိန်ဝါရေရွတ်တန်ကိုကျမတို့အိမ်မှာအတိုင်းသာကြားနေရတယ်။ ဘဘအေးအတန်တိတ်ဆိတ်နေတယ်။သိမကြခင်ပင်ဘဘအေးအတန်ထွက်လာတယ်။တမအမေနဲ့အမေအေးအားခေါ်သည်အတန်။အမေနဲ့အမေအေးတို့ဘဘကိုတွေ့ချိန်တွင်အိမ်တွင်မချုံမရှိပါ။ဈေးဆိုင်မှာဖမ်းမလင်းအကွဲရှာများဖြင့်အိမ်သည်ပွာရောက်ထားနေတယ်။ဘဘစကားစပြောပါရယ်။လူရင်းတူရှင်သာမအေးငါလဲကျမကြီးကပြန်မကောင်းဘူး။ငွေလည်းမရှိတော့ဘူး။ ဒီအိမ်ကိုရောက်ရအောင်မင်းဘလို့သဘောရလဲအိမ်ကဘာဘာနဲ့အမေအေးနှစ်ယောက်နာမည်ပေါက်ဖြစ်၍အမေအေးဤသဘောထားကိုတောင်းခံနေရန်ရှိတယ်အမေအေးတွေ့ဝင်နေတယ်ကိုအေးသဘောဟိုပြောတတ်သောအမေအေးအကြောင်းကိုသိထားသည်ဘာဘာအေးအမေအေးမျက်နှာကိုတနာစပွဲကြည့်နေတယ်ကိုအေးသဘောဟိုပြောမည်ပြုစဉ်ကျမအမေကဂျာဝင်ကဦးလေးအေးစဉ်းစားပါအောင် ေအိမ်နေအိမ်ဆိုတာရှိပါတယ်။ဒီအိမ်ရောက်ပြီးရတဲ့ငွေကရောဘလောက်အတုံးခံမှလဲ။ဦးလေးအတွက်ပြောတာပါ။မမအိမ်ကို ကျမတို့တစ်သက်လုံးကျွေးထားနိုင်တယ်။အိမ်ရောက်တဲ့ငွေကုန်သွားရင်မက်ချိုကဦးလေးကိုစက်ပေါင်းပါမလား။အိမ်မရှိရင်ဘယ်မှနေမှလဲ။မက်ချိုကသူ့ရွာကိုဦးလေးခေါ်သွားမှလား။ဦးလေးကျမရင်လည်းစဉ်းစားပါအောင်။အမေအီမှန်ကန်သောသုံးသက်ချက်ကိုဘဘငိမ့်တဲ့စွာစဉ်းစားနေတယ်။ အမေအေးတယောက်တည်းသာဆိုရင်ကိုအေးသဘောနဲ့ပြီးနိုင်သည့်ကိစ္စအားအမေကြားဝင်သုံးသပ်ဆုံးဖြတ်ပေးမှုကြောင့်အိမ်ရောက်မီကိစ္စပြည့်ဝင်ခဲ့တယ်။အမေနဲ့အမေအေးဘဘအိမ်မှာပြန်လာပြီးတိတ်မကြခဲ့ပင်မတ်ချိုပြန်လဲရောက်ရှိလာခဲ့ပြီးဘဘအေးအားရုံရင်ကြံတန်းသောစကားများပြောဆိုကာဂျွာတို့ပြန်သွားခဲ့ပါတယ်။မတ်ချိုထွက်သွားပြီးဘဘတီလည်းသွေးပေါင်များစောင့်တက်ကာဦးနောက်သွေးကြောပြက် အသက်မသေးသေးတော့လေအသိမဲ့သောဝေဒနာတဲ့ဘဝတို့ရောက်ရှိသွားခဲ့ပါပြီသွေးကြောမှကြီးပြတ်တောက်သွားပြီးသွေးကြောမြင့်ကလေးများသာ ကြည်နေသည်မို့ရက်ပိုင်းများခံနေအုံးမည်ဖြစ်ကြသည်သည်နေအမေအေးသည် နားတွင်ပန်ထားသောငကက်ကိုချုပ်ကတင်ငန်းပြေးခရာများဝဲ၍တန်ခါတော်များပင့်ကဘဘရေအနီတွင်လူတန်းမို့ပြို့၍အမြဝေကကိုအေးတာရုခေါ်နော်ကြားတယ်မဟုတ်လား သာတို့ခေါ်ပါဤကဲ့သို့အလိုအတန်းကိုဘဘအေးမေ့မျောနေသောရှေ့ရဲ့ပတ်လုံးပြုခဲ့တယ်။မောဟနဲ့တည်ရင်တိစ္ဆာန်ဖြစ်တတ်တယ်။ကိုအေးရေအမြဝေတန်ကြားပါတယ်နော်။သာတို့ခေါ်ပါ ကိုအေးရေအမြအမြအမြဘဘအေးဆုံးပြီးရက်လယ်ဆွန့်တော့ပြီးနာ အမေအေးသည်ရတဲ့ပံယောဂီဝတ်သွားခဲ့ပါပြီ။ကိုအေးအတွက် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့လို့ကျေနပ်ပါတယ်။တရားကြီးဥွှေအောင်ရည်သည်ဓမ္မပရာ၌မိမများသည်အတ္တနှင့်၍ပရာများသူများဖြစ်၏ဟုဆိုရယ်။တနာတတ်သောစိတ်ကိုမိမများ၏အာနေကျဲဟုကောက်ချက်ပြုနိုင်ပါတယ်။မေတ္တာနှင့်ကရုဏာကို အခြေခံသောစိတ်သည်မိမသားတိုင်း၏အကောင်းဆုံးသောအခိုင်အမာဆုံးသောအရေးချင်းဖြစ်တယ်။ထိုအရေးချင်းများပြည့်ဝလာသော မိမသားဖြစ်သည့်အမေအေးသည်တမဘဝတမတွေ့ဖို့သမ ्या တွင်ခြေချင်းတရား၌အမြန်ဆုံးမိမသားတို့အဖြစ်မြင်မိပါတော့တယ်။ဟုတ်ကဲ့ပါရှင်။တိုင်းဆရာမမကြည်ဦးရေးသားထားတဲ့ခြေချင်းတရားနဲ့မိမသားဆိုတဲ့ဝတ္ထုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်း ကိုယ်ဤကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်။